အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်မအခုပြပြခြင်းတဲ့အကြောင်းအရာလေးကတော့မီးကင်ပြီးပဲစားစားတို့ပြီးပဲစားစားပြုတ်ပြီးပဲစားစားပေါ့နော်ဒီခရမ်းကျင်တီနဲ့ပဲချက်စားစားစားလိုက်တဲ့မှာဖောက်ခနဲ့ဖောက်ခနဲ့ဖြစ်ပြီးတော့ရတာရှိရဲ့ခရမ်းကစော်တီလေးကြီးရဲ့ ကြိုက်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ဒီခရမ်းကစော့တီလေးရဲ့ကျမ်းမာရေးအထောက်အကူပြုပေးမှုကိုပြပြချင်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကင်ဆာယောဂါကိုကာကွယ်ပေးပါတယ်။ခရမ်းကစော့တီလေးတွေကကင်ဆာကိုကာကွယ်ပေးနိုင်တယ်လို့မျိုးကင်ဆာယောဂါကုသရမှာလည်းထိရောက်မှုရှိပါတယ်။ခန္ဓာကိုယ်ကျန်းမာစေဖို့အာဟာရတွေပြည့်ဝစွာပါဝင်နေတယ်လို့မျိုးကင်ဆာဆဲတွေမပွားဖို့လည်းအကောင်းဆုံးဟန်တာပေးနိုင်ပါတယ်။ခရမ်းကစော့တီကိုရှေးရခင်ကလေးကကင်ဆာကာကွယ်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။နောက်အကိုက်ခဲတက်တာစီနိုင်ပါတယ်။ခရမ်းကစော့တီလေးတွေကနာကျင် င်မှုကိုတတ်တာစီနိုင်ပါတယ်။ခရမ်းကစော့ဒီမှာပါတဲ့ဓာတ်တမျိုးကနာကျင်မှုကိုတတ်တာစီတယ်လို့မျိုးအရာဝင်လဲကြစီတဲ့အာနိသင်ရှိပါတယ်။ခန္ဓာကိုယ်မှာဖြစ်တဲ့နာကျင်ခိုက်ခဲမှုတွေတတ်တာစီဖို့အတွက်အသုံးပြုပြီးလို့ရပါတယ်။နောက်ရောင်ရမ်းမှုကိုတတ်တာစီပါတယ်။လေကြောင်းနာတာပါးစပ်ထဲမှာအနာလေးဖြစ်ပြီးရောနာကျင်ရောင်ရမ်းနာတွေကိုတတ်တာစီဖို့အတွက်ခရမ်းကစော့ဒီကိုစားပေးလို့ရပါတယ်။ ဒီထိခိုက်ဒဏ်ရာတွေကြောင့်မလို့နာကျင်ရောင်ရမ်းတာတွေကိုတတ်တာစီမှုအတွက်လည်းစားပြီးလို့ရတယ်။နောက်အနာတွေကိုတတ်တာစီနိုင်တဲ့ဇောသတိလည်းသူ့မှာရှိပါတယ်။အရေးပြားမှာဖြစ်တဲ့အနာတွေကိုတတ်တာစီဖို့ဆိုလို့ရှိရင်ခရမ်းကစော့တီလေးတွေကိုအသုံးပြုပေးလို့ရပါတယ်။အရေးပြားပြဿနာအမျိုးမျိုးအတွက်ခရမ်းကစော့တီလေးတွေကိုစားပေးလို့ရှိရင်တတ်တာစီမှာပါ။ဖြားတဲ့သူတွေလည်းစားလို့ရတယ်နော်။ခရမ်းကစော့တီကိုစားသုံးပြီးတာကိုယ်ခံအားကောင်းစေပြီးတော့ဖြားနာမှုကိုကင်းစေပါတယ်။ရေစင်အောင်စီးထားတဲ့ခရမ်းကစော့တီပြုတ်ရည်လေးတွေကိုတောက်ပြီးမယ်ဆိုလို့ရှိရင်လည်းအဖျားကို စီဖို့အတွက်အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်ဗက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးနိုင်စွမ်းရှိပါတယ်။ခရမ်းကစော့တီမှာဗက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်မို့လို့ခန္ဓာကိုယ်ကိုယောဂပိုးတွေအနေနဲ့ကနေပြီးတော့ကာကွယ်ဖို့အတွက်စားသုံးပြီးလို့ရပါတယ်။ဗီတာမင်စီချို့တဲ့မှုကိုကင်းစေပါတယ်။ခရမ်းကစော့ဒီမှာဗီတာမင်စီကျွဲဝစာပါဝင်နေပြီးတော့ခန္ဓာကိုယ်မှာဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာတွေကိုအထူးအောင်ဆုံးကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ်နောက်ရေယုံဖြစ်တဲ့သူတွေလည်းခရမ်းကစော်တီကိုစားလို့ရပါတယ်အဲနောက်ပြီးသွားလို့ရှိရင်ဒီခရမ်းကစော်တီမှာဓာတိုးဆန့်ကျင်အာနိသင်ကျွဲဝစာပါဝင်တဲ့အတွက်ကြောင့်မလို့ဒီဓာတိုးဆန့်ကျင်အာနိသင်တွေကခန္ဓာကိုယ်ကိုထိခိုက်တာမျိုးမဖြစ်အောင်ထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်အသားအရည်ကိုကျန်းမာစေတယ်လို့မျိုးယောဂါလေးအားလည်းနဲ့ထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့တန်ကိုလည်းကျစေပါတယ်ခရမ်းကစော်တီကတဘာဝတန်ကျစေတမျိုးဆိုလည်းမမှားပါဘူးတန်ထမှာဆိုရဲတန်ချစေလည်းမတော့ချင်ဘူးဆိုလို့ရှိရင်ခရမ်းကစော်တီကိုစားပေးလို့ရပါတယ် နောက်အမြင်အာရုံကောင်းစီခြင်းတဲ့သူတွေပေါ့နော်။ခရမ်းကစော်တီကိုထက်ချမ်းချမ်းပြီးတော့ထောပတ်နဲ့ပုံမှန်ကြော်စားပေးမယ်ဆိုလို့ရှိရင်အမြင်အာရုံကျမ်းမာစီမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီခရမ်းကစော်တီလေးတွေကသူ့ရဲ့ပေါ့နော်။ ုံစံလေးရတိတိလေးနဲ့အာနိသင်ကျမ်းမာရေးအကျိုးကျေးဇူးမထင်ထားလောက်အောင်ပါဝင်တဲ့အတွက်ကြောင့်မလို့အရသာလည်းရှိရဲစားလို့လည်းကောင်းပါတယ်ဆိုတော့ဒီလိုမျိုးခရမ်းကစော့သီးလေးကြီးကိုစားပေးမယ်ဆိုလို့ရှိရင်ကျမအပေါ်မှာပြောခဲ့တဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေအများကြီးရမှာဖြစ်လို့စားသုံးမိကြပါအောင်လို့အကြံပြုချင်ပါတယ်ရှင်အားလုံးကျေးဇူးများရည်တင်ပါတယ်